လုံးမင်္ဂလာပါခင်ဗျာ Daily Dose Community မှာကြိုဆိုပါရစေကျွန်တော်ဟမ်မင်နိုင်ပါဒီနေ့ကျွန်တော်သင်ကြားပေးခြင်းတဲ့သင်ခန်းစာလေးက Microsoft Excel မှာ slicer ကိုဘယ်လိုမျိုး signature နဲ့အသုံးပြုရမလဲဆိုတာလေးကိုသင်ကြားပေးခြင်းတာဖြစ်ပါတယ်ယခုသင်ခန်းစာလေးကကျွန်တော်ရဲ့ Microsoft Excel Special Online Course လေးမှာသင်ကြားရတဲ့သင်ခန်းစာလေးတွေကတခုလည်းပဲဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ရှင်းပြဖို့အတွက် Excel မလေးတစ်ခုကိုကျွန်တော်ပြုလုပ်ထားပါတယ် ဒီဥပမာလေးမှာကျွန်တော်တို့ဒီမှာလအလိုက်ရောင်းရတဲ့စင်းလေးလောက်ထားတာဖြစ်ပါတယ်။ဒီမှာလမှာဆိုရင်တော့ကျွန်တော်တို့ဒီမှာဇန်နဝါရီကနေပြီးတော့မှဧပြီလအထိလေးလသာရှိတယ်ပေါ့နော်။ပြီးရင်တော့ဒီမှာ CT ပါမြို့အလိုက်ဒီမှာမြို့တွေအများကြီးကျွန်တော်တို့စင်းလေးလောက်ထားပါတယ်။ပြီးတော့ဒီမှာကျွန်တော်ရောင်းချရတဲ့ product လေးတွေရှိပါတယ်။ပြီးတော့ဒီမှာဆိုရင်တော့ product ရဲ့ quantity ဘယ်လောက်အကြောင်းရရတယ်ဆိုတော့ကိုအရေးအတွက်ရှိပါတယ်ပြီးတော့ဒီဘက်လေးမှာစေးစုစုပေါင်းလေးရှိပါတယ်ဒါကတော့ကျွန်တော်တို့ကလအလိုက်ပေါ့နော်လေးလစလုံးစားစင်းရင်းနေအလုံးကိုမြို့တွေလည်းအလုံးကိုကျွန်တော်ဒီမှာစင်းရင်းလောက်ထားတာဖြစ်ပါတယ် ဟုတ်ပြီဒီတဲကနေပြီးတော့မှကျွန်တော်ကဘလို့ပုံစံသိချင်တာလဲဆိုတော့ဥပမာအနေနဲ့ကျွန်တော်ဒီမှာလပဲဆိုပါဆိုပေါ့နော်မှန်နေမှာဆိုကျွန်တော်ကရှိသမျှလတွေအားလုံးကိုမသိချင်ဘူးပေါ့နော်ကိုနေနဲ့ report ထုတ်မှုအတွက်ကျွန်တော်ကဒီလတွေတွေကနေပြီးတော့မှဥပမာကွာဖေဖော်ဝါရီလတလစာမှာပဲရောင်းရတဲ့စာရင်းကိုသိချင်နေဆိုပါဆိုဒါကျွန်တော်ကဒီစာရင်းတွေအများကြီးတွေကနေပြီးတော့မှဘယ်ဖေဖော်ဝါရီလမှာရောင်းရတဲ့ဘယ်စာရင်းကဘယ်လောက်ရှိတယ်ဆိုတာကိုကျွန်တော်ကတိတိကျကျနဲ့သိချင်တာဖြစ်ပါတယ်အဲ့လိုမျိုး data စာရင်းများစွာတွေကနေပြီးတော့မှကိုသိချင်တဲ့အကြောင်းကိုဆွဲထုတ်ပြီးတော့မှသိဖို့အတွက်ဆိုရင်ကျွန်တော်တို့က filter ကိုအသုံးပြုလို့ရပါတယ် ဒီလိုမျိုးပဲကျွန်တော်က filter ကိုအသုံးပြုလို့ရတယ်လို့မျိုးပဲ filter ကဲ့သို့ပဲအိတ်ထဲမှာတကယ်ကိုအထောက်ကူဖြစ်စေတဲ့လွယ်ကူရိုရှင်းပြီးတော့မှအသုံးလို့အရန်ကိုကောင်းတဲ့ကျွန်တော်တို့က slicer ဆိုတာလေးရှိသေးတယ်ပေါ့နော်ဒီ slicer လေးကိုကျွန်တော်ကဒီသင်္ကန်းသားလေးမှာတော့ဒီကထားပြီးတော့မှသုံးမှာဖြစ်ပါတယ်။ဒါဆိုကျွန်တော်က slicer ကိုကျွန်တော်တို့ရဲ့အိတ်ထဲစင်စံမှာ slicer ဘယ်လိုမျိုးထည့်ရမလဲပေါ့။ slicer ထည့်ဖို့အတွက်ကကျတော့ကျွန်တော်ကမလုပ်ပြရမလဲဆိုတော့ကျွန်တော်ရဲ့ data စာရင်းစရာကိုကျွန်တော်တို့ကပထမဆုံးအနေနဲ့ table တစ်ခုဖြစ်တော်အောင်လို့ဖန်တီးပေးရမှာဖြစ်ပါတယ်။ တော့ကျွန်တော်တို့ဒီပဲဖန်တီးဖို့အတွက်ဆိုရင်ကျွန်တော်တို့ data စင်းစရာတွေကကြိုက်တဲ့ဆဲခွက်ထဲမှာသွားပြီးတော့မှ click ထောက်ထားလိုက်ပါ click ထောက်ပြီးပြီဆိုတာနဲ့ဒီပေါ်လေးမှာကျွန်တော် insert ဆွဲတက်ပြီးရှိပါတယ် insert tab ကိုသွားပါပြီးရင်တော့ဒီအောက်လေးမှာ table ဆိုတာလေးရှိပါတယ်အဲ့လိုမျိုးကျွန်တော် mouse ကနေပြီးတော့တစ်ဆင့်ချင်းပြီးသွားပြီးတော့မှ manage ချင်လို့ဆိုရင်လည်းပဲကျွန်တော်ဒီမှာ control t ဆိုတဲ့ shortcut လေးကိုလည်းတုံးလို့ရပါတယ်ကိုနေတဲ့သလိုမျိုးလုပ်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒီမှာကျွန်တော် table ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်ဒီမှာ create table ဆိုပြီးတော့ dialog box ကြီးချလာပါလိမ့်မယ် ဒီဘက်ကိုဖန်တီးဖို့အတွက်ဒီဘက်ကိုသုံးပြဖို့အတွက်လည်းပဲကျွန်တော်ဒီဘက်နဲ့သက်ဆိုင်ရာကိုအသေးစိတ်လေးတင်ကြပေးထားတဲ့ဗီဒီယိုသင်ခန်းစာလေးလည်းရှိပါတယ်။ဒါလေးကိုကျွန်တော်အသေးစိတ်လေ့လာချင်တဲ့ဆိုရင်လည်းပဲဒီသင်ခန်းစာလေးကိုလေ့လာဖို့လည်းတိုက်တွန်းအပ်ပါတယ်ခင်ဗျာ။ဒီသင်ခန်းစာလေးမှာတော့အိတ်ဆဲမှာဆိုကျွန်တော်ဒီဘက်ဖန်တီးတဲ့အခါမှာဒီဘက်နဲ့သက်ဆိုင်ရာကောင်းကျိုးတွေဆိုကျိုးတွေပြီးတော့ဒီဘက်ကိုဘယ်လိုမျိုးအသုံးပြုခြင်းအဖြစ်ဘယ်လိုမျိုးအထောက်အကူပေးစီလဲဆိုတာလေးကိုကျွန်တော်အားလုံးရှင်းပြပေးထားတာဖြစ်ပါတယ်။ ဟုတ်ပြီအဲ့ခါလေးမှာကျွန်တော်ဒီမှာဒီလိုမျိုးကြားလိုက်ပြီဆိုရင် my table has header လေးမှာ magic လေးချပေးပါမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဒီ table လေးမှာဆိုရင်ကျွန်တော်အပေါ်လေးမှာခေါင်းစဉ်လေးပါပြီးသားဖြစ်လို့ပါ။ပြီးတာနဲ့ကျွန်တော်ဒီမှာ okay လေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါ။ ဖန်ကျွန်တော်ရဲ့ဒီအစီအစဉ်ပြကြီးကတေဘယ်တစ်ခုအနေနဲ့ဖြစ်သွားပါပြီ။တေဘယ်တစ်ခုအနေနဲ့ဖြစ်သွားတာကိုဘယ်လိုမျိုးအလွယ်တကူသိနိုင်လဲဆိုတော့ကျွန်တော်ရဲ့ data စင်းစရာတွေကကြိုက်တဲ့စောက်ကမှာ click ထောက်ထားလိုက်တဲ့အခါလေးမှာဒီ body မှာကျွန်တော်တေဘယ်ဖြစ်သွားပြီဆိုတာနဲ့တေဘယ် design ဆိုပြီးတော့စပြီးတော့ပေါ်လာပါတယ်။တေဘယ်မဟုတ်သေးဘူးဆိုတော့ဒီ body မှာတေဘယ် design ဆိုတာကပေါ်မှာမဟုတ်ပါဘူး။ ဒီဘက်ကိုပန်နီလိုက်ပြီးဆိုရင်ကျွန်တော်ရဲ့ဒီဘက်လေးကတို့အပြန်အောင်လေးနဲ့ဖြစ်သွားတာကိုတွေ့ရလိမ့်မယ်ပေါ့နော်ဒီလိုမျိုးအပြန်အောင်လေးကဒါစတိုင်ပုံစံကြောင်းသွားတာဖြစ်ပါတယ်ဒီစတိုင်ပုံစံကိုလက်ကွာကိုနဲ့တက်တဲ့ရံကိုအမြဲတမ်းပြန်ပြီးတော့ချိန်လို့ရပါတယ်အလိုချိန်မှုအတွက်ဆိုရင်ကျွန်တော်ဒီမှာကြိုက်တဲ့ဆဲကွက်ထဲမှာကလစ်ထောက်ထားပြီးတာနဲ့ဒီဘက်ဒီဇိုင်းကိုသွားပါပြပြဆိုတာနဲ့ဒီဘက်လေးကဒီဘက်စတိုင်ဆိုလေးရှိပါတယ်။အဲခါမှာကျွန်တော်ဒီဘက်မှာအများလေးပါပါတယ်။ညာလေးကိုနှိမ့်လိုက်မယ်ဆိုအများကြီးရှိပါတယ်။ဒီထဲကနေကိုနေတဲ့စတိုင်ကိုရွေးချယ်ပြီးသုံးလို့ရပါတယ်။ ဥပမာကျွန်တော်ဒီမှာဒီလေမွန်ရောင်လေးတရာကိုကျွန်တော်တုံးလိုက်မယ်ပေါ့နော်ဒါမှမဟုတ်စင်ဒီရာလေးကိုကျွန်တော်တုံးလိုက်ပါမယ်ဟုတ်ပြီပြီးပြီဆိုရင်တေးပဲဖြစ်သွားပြီဆိုတော့ကျွန်တော်က slicer စပြီးတော့မှတုံးလို့ရပါပြီ slicer တုံးဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီတေးပဲအတွင်းထဲမှာခြိုက်တဲ့ဆုပ်ကမှာကလေးထောက်ထားပြီးပြီဆိုတော့ဒီဘော်လေးကတေးပဲဒီဇိုင်းကိုသွားပါသွားပြီးပြီဆိုတော့လည်းကျွန်တော်ဒီဘက်လေးမှာ inset slicer ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်ဒါလေးကိုတစ်ချက်လေးနေပေးလိုက်ပါ နေလိုက်ပြီဆိုရင်တော့ဒီမှာ insert slicer ဆိုပြီး dialog box ဒီကြာလာပါတယ်။အဲ့ခါမှာသူကဒီမှာကျွန်တော်တို့ table မှာရှိတဲ့ခေါင်းစဉ်လေးတွေအားလုံးကိုသူကဒီမှာ box လေးနဲ့ခေါင်းစဉ်တစ်ခုချင်းဒီပြပြထားကိုတွေ့ရပါလိမ့်မယ်။ man တို့ city တို့ product တို့ဒါတွေအားလုံးကကျွန်တော်တို့ table မှာရှိတဲ့ခေါင်းစဉ်လေးတွေဖြစ်ပါတယ်။အဲ့ခါမှာကျွန်တော်ကဒီမှာရှိနေတဲ့ခေါင်းစဉ် column တစ်ခုချင်းစီမှာဘယ်ဟာကိုကျွန်တော်တို့က slicer အနေနဲ့ဖန်တီးခြင်းလဲပေါ့နော်။ကျွန်တော်တို့ကဒီမှာဥပမာအနေနဲ့ man ကိုဖန်တီးခြင်းနဲ့ဆိုပါဆိုဒါဆိုကျွန်တော် man ကိုဖန်တီးခြင်းနဲ့ဆိုရင် man လေးမှာကျွန်တော်တို့ဒီ magic လေးချစ်ပေးလိုက်မှာဖြစ်ပါတယ်။ ပြီးပြီဆိုတာနဲ့ကျွန်တော်ဒီအောက်ဆုံးလေးမှာ OK လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ။ဒါကျွန်တော်ဒီမှာ man ဆိုတဲ့ disclaimer လေးတစ်ခုထပ်ပြီးတော့မှရောက်လာတာကိုကျွန်တော်တို့စတင်ပြီးတော့ရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ disclaimer ရောက်လာပြီဆိုရင် disclaimer လေးကိုကျွန်တော်တို့ကကိုကြိုက်တယ်လို့မျိုးကိုနစ်တက်တဲ့နေရာကိုရွှေ့လို့ရပါတယ်ပြင်လို့ရပါတယ်။အလိုရွှေ့ရှင်နေဆိုရင်ကျတော့ကျွန်တော်ကအလဲမှာရှိနေတဲ့စာလေးပေါ်ကနေမရွှေ့ဘဲနဲ့ဒီပေါ်လေးကပေါ့နော်သူရဲ့ခေါင်းစဉ်လေးရဲ့ဒီပဲလေးမှာလွတ်တဲ့နေရာလေးရှိပါတယ်။အဲ့နေရာလေးကနေပြီးတော့ကျွန်တော်က mouse ကနေ clip ဖိထားပြီးတော့မှကိုနစ်တက်တဲ့နေရာကိုဒီလိုမျိုးအလွယ်တကူရွှေ့သွားလို့ရပါတယ်။ ဟုတ်ပြီဒီမှာကိုလိုချင်တဲ့နေရာကိုရွှေ့ပြသွားပြီဆိုရင်ဒီလိုလေးထားလိုက်မယ်ပြီးပြီဆိုရင်ဒီမှာရလာတဲ့ slicer လေးကိုကျွန်တော်က style ပုံစံလေးတွေပါလေးတွေပြန်ပြီးတော့လဲပြောင်းလဲလို့ရပါသေးတယ်အမြင်ပုံစံလေးလာသွားအောင်လို့ပေါ့နော်အခါမှာကျွန်တော်ကဒီမှာဒီ slicer လေးပေါ်မှာဒါလေးကိုပြင်ပေးတဲ့ဒီ slicer ပေါ်မှာ click တစ်ချက်ထောင်းထပ်ပြီးပြီဆိုတာနဲ့ဒီပေါ်လေးက slicer ဆိုရဲ w ကိုသွားပါသွားပြီးပြီဆိုရင်တယောက်လေးမှာ slicer style ဆိုတာလေးရှိပါတယ် ဒီမှာကျွန်တော်တို့တွေအများလေးပါပါတယ်နှိတ်ချလိုက်မယ်ဆိုရင်အများကြီးကြာလာပါလိမ့်မယ်ဥပမာကျွန်တော်ကဒီတွေကနေမှဒီအဝိုင်အောင်လေးသုံးမယ်ဆိုပါဆိုเนาะဒါလေးကိုကိုယ်သဘောကျရဲဆိုရင်ဒါလေးကိုကလစ်တစ်ချက်လေးနှိပ်ပေးလိုက်တာနဲ့ကိုယ့်ရဲ့ slicer လေးကအဝိုင်အောင်လေးနဲ့ဖြစ်သွားမှာဖြစ်ပါတယ်ပြပြဆိုရင်ကျွန်တော်က slicer လေးကိုကိုနေတဲ့တလို site အရွယ်စားကိုလည်းပြန်ပြီးတော့ resize ပြန်လုပ်လို့ရပါတယ်။ဥပမာဒီအောက်လေးမှာဒီမှာမလိုအပ်ဘဲနဲ့ပုံနေရဆိုရင်ကျွန်တော်ဒါလေးကို mouse ကနေ clip ပြထားပြီးတော့မှဒီလိုလေးဆွဲပြီးတော့လည်းကျုံလို့ရပါတယ်။ပြီးတော့ဘယ်နဲ့ညာနဲ့ကိုလည်းအလိုပဲဒီမှာဆွဲပြီးတော့ဒီလိုမျိုးချဲကျန်သလားဆွဲပြီးတော့မှကိုလိုတလောက်လေးကျင်းကျန်သလား connected တွေမြေပြောင်းလဲပြီးတော့မှသုံးလို့ရပါတယ် ်ဟုတ်ပြီဒီမှာ slicer လေးရလာပါပြီရလာတဲ့ခါမှာဒီဘက်လေးမှာ data တွေကတော့ကျွန်တော်ကမူရင်းတိုင်းပဲအများကြီးရှိနေတယ်အရင်ကနေပြီးတော့မှကျွန်တော်ကလတွေအားလုံးရဲ့စာရင်းကိုမသိချင်ဘူးကျွန်တော်က February လအတွင်းမှာပဲရောင်းရတဲ့စာရင်းကိုသိချင်ပါတယ်ဒါဆိုကျွန်တော်ကလွယ်လွယ်လေးပါဒီမှာ man slicer လေးရှိနေပါပြီအဲခါမှာကိုလိုချင်တာက February လစာရင်းမဲ့လိုချင်တယ်ဆိုရင်ကျွန်တော်ကဘာမှလုပ်စရာမလိုပါဘူးဒီမှာ February လလေးကိုရွေးပေးလိုက်ရုံပါပဲဒီပေါ်မှာ February လေးပေါ်မှာ click တစ်ချက်လေးနေပေးလိုက်တာနဲ့တိုင်ပြီးတော့မှကြည့်လိုက်ပါကျွန်တော် data စာရင်းပြမှာဆိုရင်ဒီမှာအခုနောက်ကလိုအားလုံးကိုမပြတော့ဘဲနဲ့ကျွန်တော်ဒီမှာ ေဖော်ဝါရီလတလအတွင်းနဲ့ပါပဲရောင်းရတဲ့စီးရင်စုစုပေါင်းကိုသူပြပေးတော်တာကိုတွေ့ရမှာဖြစ်ပါတယ်အကမှတယောက်လေးမှကျွန်တော်တိုးတယ်စုစုပေါင်းမှတည်ကျင်နေဆိုရင်ကျွန်တော်ဒီဘဲအတွင်းထဲမှာကလစ်ထောက်ထားလိုက်ပြီးတော့ကျွန်တော်ဒီဘောလေးကဒီဘဲဒီဇိုင်းကိုသွားပါသွားပြီးပြီဆိုတာနဲ့ဒီမှာဒီဘဲစတန် option ကိုသွားလိုက်ပြီးတော့မှဒီမှာဒီဘဲ rule လေးမှာဒီတိုးတယ် rule လေးမှာပေါ့နော်အမင်ချက်ကလေးချစ်ပေးလိုက်ပါဒါကျွန်တော်ဒီအောက်လေးမှာတိုးတယ်ဆိုပြီးတော့မှဒီမှာစုစုပေါင်းလေးထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ် အဲ့ခါမှာကျွန်တော်ခုနကပြောသလိုပဲ table နဲ့သက်ဆိုင်ရာကိုပေါ့နော်ဒီမှာကျွန်တော် table stand option သာရှိတယ်ဒီထဲမှာ table နဲ့သက်ဆိုင်ရာတွေအားလုံးကိုပြင်လို့ရတယ်ပြီးဒီမှာ table stand လေးတွေပြီး table နဲ့သက်ဆိုင်ရာအကြောင်းအရာတွေအားလုံးကိုစွန့်နေတာနဲ့တင်ကြားခြင်းနဲ့ဆိုရင်အဲ့ဒီသင်ခန်းစာလေးကိုလေ့လာလို့ရပါတယ်ပြီးတော့ table stand ပြင် table နဲ့သက်ဆိုင်ရာအကြောင်းအရာပြင်ပေါ့နော်အဲ့ဒီကိုလုပ်ငန်းခွင်အတွက်အခြေခံကနေပြီးတော့မှစနစ်ကြနဲ့ကြွမ်းကျင်စွာနဲ့အစီအမံတည်မြောက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ excel special online course လေးကိုတက်ရောက်နိုင်ပါတယ်ပုံမှန်သင်တန်းကြီး6900ကျပ်စာရေကူလာအတွက်မှထူးသင်တန်းကြီး3000ကျပ်တဲ့ပြင်ကျွန်တော်လက်ခံပေးနေတာဖြစ်ပါတယ် ကြောင့်မို့တင်တဲ့လေးကိုတရောက်ကိုလည်းဖြစ်သွားပါတယ်ခင်ဗျာတင်တဲ့လေးကိုတရောက်ချင်နေဆိုရင်တော့ Daily Dose Computer ဘိုင်းဟမင်းနိုင်ဆိုတဲ့ Facebook Page Messenger မှာတင်နိုင်လို့ရပါတယ်ဒီဗီဒီယိုလေးရဲ့ပုံမှန်ဗားဒဖုန်းနံပါတ်လေးကိုလည်းဆက်သွယ်လို့ရပါတယ်။အဲဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram Channel တို့မှာလည်းတင်နေအလို့ရပါတယ်ခင်ဗျာ။ဟုတ်ပြီ။အဲ့ခါမှကျွန်တော်ကဒီမှာ February လကိုရွေးလိုက်ပြီးသွားနေတန်ပြီးတော့မှသွား February လစာရင်းကိုပဲရွေးထုတ်ပြီးတော့မှပြပေးသွားပါတယ်။ ပြီးပြီဆိုရင်ကွာဒီဖေဖော်ဝါရီလကိုမသိကြတော့ဘူးကိုသိကြတာဧပြီလပဲဆိုပါဆိုဒါတင်ကျွန်တော်ကလွယ်လွယ်လေးပါပဲဧပြီလလေးကိုပြောင်းလဲပြီးတော့မှကလစ်တစ်ချက်လေးဒီလိုလေးနှိပ်ပေးလိုက်ပြီးဆိုတာနဲ့ဒါတင်ကျွန်တော်ရဲ့စင်ရင်းစရာလေးကခုနကလည်းမျိုးဧဖေဖော်ဝါရီလကိုမပြတော့ဘဲနဲ့ဧပြီလစင်ရင်းကိုတည်တင်ပြပေးသွားတာလေးကိုတွေ့ရမှာဖြစ်ပါတယ်ခဏလေးတွင်မှကလစ်တစ်ချက်နှိပ်လိုက်ရုံနဲ့ကိုလိုချင်တဲ့စင်ရင်းကိုပြပေးသွားတာဖြစ်ပါတယ်အဲ့လိုပဲကိုကြိုက်တဲ့ဟာကိုသွားပြီးတော့ကလစ်နှိပ်လိုက်ရုံပဲပေါ့နော်သွားပြီးတော့မှသွားပြပေးမှာဖြစ်ပါတယ် ဟုတ်ပြီပြသပြီဆိုရင်တော့ကျွန်တော်ဒီမှာမလုပ်မလဲဆိုတော့ဒီကျွန်တော်တို့ကဒီမှာလတွေကိုရွေးလိုက်တယ်ကိုနေတက်တဲ့လကိုပြောင်းလဲပြီးရွေးလိုက်တယ်ဒီကနေ့ပြီးတော့မှကျွန်တော်ကပုစောနာကမူလာအတိုင်းပဲစင်အလုံးကိုပြန်ပြီးတော့တည်ချင်တယ်ဆိုရင်ဘယ်လိုပြန်လုပ်ရမလဲဆိုတော့ကျွန်တော်ဒီ man ဆိုတဲ့ slicer လေးရဲ့ဒီ body မှာချက်ချက်ကလေးရှိတယ်ပေါ့နော်ဒါလေးကိုကျွန်တော် clear fitter လို့ခေါ်တာဖြစ်ပါတယ် clear ပြန်လုပ်ဖို့အတွက်ဆိုရင်ဒါလေးကို clear တစ်ချက်လေးနှိပ်ပလိုက်ရုံပါပဲဒါရင်ကျွန်တော်တို့စင်ရင်မှာဆိုရင်အလုံးပြန်ပြီးတော့မှစင်နေအလုံးကိုပြန်ပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဟုတ်ပြီပြီးသားပြီဆိုရင်ကျွန်တော်ဒီမှာ total ဆိုတာလေးကပုံနေရနော်ဒါလေးကိုကျွန်တော်နည်းနည်းလေးပြန်ချုံလိုက်မယ် April အထိပဲကျွန်တော်ဒီလိုလေးထားလိုက်ပါမယ် sorry ဒီမှာပေါ့နော် okay ထားလိုက်ပါမယ် total လေးပါတဲ့ ဟုတ်ပြီပြီးသားပြီဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့မှပါလောက်မလဲဆိုတော့ကိုအနေနဲ့ကကျန်တဲ့ slicer လေးတွေထပ်ပြီးတော့မှဖန်တီးခြင်းနေတယ်ဆိုပါဆိုပေါ့နော်ဒီမှာ CD အတွက်ဖန်တီးခြင်းနဲ့ product အတွက်ထပ်ပြီးဖန်တီးခြင်းနေဆိုပါဆိုဒါဆိုရင်ကျွန်တော်တို့ကထပ်ပြီးတော့ဖန်တီးလို့ရပါတယ်လုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစင်းမြင့်ထိကျွမ်းကျင်စွာတက်မြောက်လို့သူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ် Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပတ်ရိုင်းမှာမတိမဖြစ်တည်ထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေအရင်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ formula function အသုံးပြုပုံတွေနဲ့ advanced feature advanced formula function တွေ pivot table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျသင်ကြားရမှာဖြစ်ပါတယ်။သင်ခန်းစာဗီဒီယိုပေါင်း100ကျော်ကို Telegram channel နဲ့ Facebook private group တို့မှာအစီအမည်စွာဖြင့်စနစ်တကျလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး6900ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးသင်တန်းကြီးတွေကရေကန်တက်လေးတည်းရှိတာမို့သင်တန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါရခင်ဗျာ။အဲကမှကျွန်တော်တီဘဲအတွင်းထဲမှာကြိုက်တဲ့နေရာမှာကလေးထောက်တာပြီးကျွန်တော်ဒီမှာတီဘဲဒီဇိုင်းကိုတွားပါ။ ပြီးတာနဲ့ကျွန်တော်ဒီမှာ insert slicer လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါအဲကျွန်တော်ဒီမှာ insert slicer box ပြချလိုက်ပြီဆိုတာနဲ့ကို foundation နဲ့ slicer ကိုရွေးချက်လို့ရပါတယ် quality တကား city ကို foundation နဲ့ဆို city လေးမှာ magic လေးပေးလိုက်ပါမယ်ပြီးတော့ product ကိုလည်းစက်ပြီးဖနေခြင်းနဲ့ဆိုရင် product မှာအမှန်ချက်ကလေးထပ်ပြီးတော့ပေးလိုက်ပါမယ်။ကိုပေးခြင်းတလောက်ကိုဒီမှာလိုက်ပြီးတော့အမှန်ချက်လေးပေးလိုက်လို့ရပါတယ်။ကျွန်တော်ကတော့ဒီနှစ်ခုကိုပဲဖန်တီးမယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီနှစ်ခုကို selection လေးပေးလိုက်ပါတယ်။အမှန်ချက်ကလေးပြီးပြီးသွားတာနဲ့ကျွန်တော်ဒီမှာ okay လေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါ ဒါဆိုရင်ကျွန်တော်ဒီမှာ CD နဲ့ Broadcast ဆိုပြီးတော့မှကျွန်တော် Slicer လေးနှစ်ခုထပ်ပြီးတော့ကြာလာတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲခါမှာကျွန်တော်ဒါလေးကို Developer မှာသွားပြီးတော့မှထားလိုက်မယ်ပေါ့နော်။ဒီမှာ Broadcast အတွက်ရပြီ။ဒီမှာ CD အတွက်ရပါပြီ။ Okay ဒါလေးကိုလည်းကျွန်တော်လိုအပ်တဲ့နေရာမှာဆွဲပြီးတော့မှရွှေ့လိုက်လို့ရပါတယ်။ PP ဆိုတာနဲ့ကျွန်တော်ဒီဟာလေးကိုဒီမှာ CD ဒီကောင်လေးပေါ်မှာကလေးထပ်ထားမယ်။ထပ်ထားပြီးတော့ဒီပေါ်လေးက Slicer ကိုသွားမယ်။သွားပြီးသွားရတဲ့ဒီမှာ Slicer Style လေးမှာသွားနှိပ်လိုက်ပြီးတော့ကျွန်တော်ဒီတခါတော့အစိမ်းလေးတုံးလိုက်ပါမယ်။ ပြီးတာနဲ့ကျွန်တော်ဒီမှာ product ကိုသွားမယ် product မှာလည်းနှိပ်ထားလိုက်မယ်เนาะကိုပြောင်းချင်တဲ့ pretty slicer ပေါ်မှာနှိပ်ထားပြီးတာနဲ့ကျွန်တော် slicer ကိုသွားသွားပြီးသွားရင် slicer style မှာတစ်ချက်နှိပ်လိုက်ပြီးတော့မှဒီတစ်ခါတော့ကျွန်တော်တို့ဘာလေးသုံးမလဲဆိုတော့ကျွန်တော်တို့ဒီတစ်ခါဒီလိုမျိုးဒီလင်းမောင်ရောင်လေးသုံးလိုက်ပါမယ်ဟုတ်ပြီပြီးသွားရင်ကျွန်တော်ဒီမှာမမြင်ရတော့တာဖြစ်တဲ့အတွက်လိုသလားလိုရသလားပြန်ပြီးတော့ခြိုက်ပြလိုက်မယ်เนาะ okay db ဒီပဲ okay ရပြီဒါလေကျွန်တော်ကဒီမှာ blank ငါမပါဘူးဆိုတော့ရန်ကုန်ထိပဲထားလိုက်ပါမယ်။ Okay ဟုတ်ပြီ။ဒါဆိုတော့ရပါပြီ ဟုတ်ပြီအဲ့ခါမှာကျွန်တော်တို့ကခုနကတိုင်ပါပဲဒီတခါကျွန်တော် city ကို slider လုပ်ချင်တယ်ပေါ့နော်ဒီမှာမြို့တွေအများကြီးရှိနေတယ်ဒီမြို့တွေအများကြီးကိုကျွန်တော်မသိချင်ဘူးဒီမြို့တွေတွေကနေပြီးတော့မှကျွန်တော်တို့တွေမန္တလေးမြို့မှာရောင်းရတဲ့စီရင်မဲ့သိချင်တယ်ဆိုပါဆိုဒါနဲ့ကျွန်တော်လွယ်လွယ်လေးပါဒီ city ဆိုတဲ့ slider လေးမှာကျွန်တော်ကသိချင်တာမန္တလေးဆိုရင်မန္တလေးပေါ်မှာ clip တစ်ချက်လေးနှိပ်ပြီးတော့ရွေးပေးလိုက်ရောပါပဲဒါနဲ့ကျွန်တော်တို့ရဲ့စီရင်မှာကျွန်တဲ့မြို့တွေမပြတော့ဘဲနဲ့မန္တလေးမြို့မှာရောင်းရတဲ့စီရင်တည်တံ့ကိုပဲသူဆွဲထုတ်ပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဟုတ်ပြီပြောတာလေးကိုကျွန်တော်ကမန္တလေးမသိကျင်တော့ဘူးကိုသိကျင်တာပြုံးလွင်မယ်ဆိုပါဆိုဒါတင်ကျွန်တော်ကဒီမှာပြုံးလွင်မျိုးလေးပေါ်မှာကလစ်တစ်ချက်လေးနေပြီးတော့မှရွေးပေးလိုက်ပြီဆိုတာနဲ့ကျွန်တော်စီရင်လေးမှာပြုံးလွင်မျိုးမှာရောင်းရတဲ့စီရင်တည်တံကိုပဲသူရွေးထုတ်ပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ထောက်ပြန်ပြီးတော့မှ clear လုပ်ချင်တယ်ဆိုရင်ဒီမှာ CTO clear လုပ်မှမလို့ CTO ရဲ့ဒီ clear factor လေးကိုတစ်ချက်လေးနေပေးလိုက်ရောင်းပါပဲဒါဆိုရင်တော့စီရင်နေအားလုံးကိုပြန်ပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ပြီးတော့အဲ့လိုပဲဒီမှာ product ဒီမှာဆိုရင်လည်း product တွေအများကြီးရှိနေတယ်ဒီထဲကနေပြီးတော့မှကျွန်တော်က product အားလုံးကိုမသိချင်ဘူးပေါ့နော်ကိုသိချင်တဲ့ကဥပမာကင်မရာစင်ပဲကိုသိချင်တယ်ဆိုပါဆိုဒါတဲ့ကွာဒီမှာ product slicer လေးရှိတယ်အဲ့ခါမှကွာဒီမှာကင်မရာသိချင်တာမလို့ကင်မရာလေးကိုပဲ clip တစ်ချက်လေးနေပြီးတော့မှရွှေ့ပေးလိုက်ပါတယ်ဒါဆိုကျွန်တော်တို့စင်လေးမှာ channel စင်ကိုမပြတော့ဘဲနဲ့ကင်မရာစင်တည်တဲ့ကိုပဲ YouTube ပြီးတော့မှ blog ပို့ရောင်းရတဲ့စကားကိုပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ်အပီကွာကင်မရာမသိချင်ဘူး laptop ကိုပဲသိချင်တယ်ဆိုရင်လည်းပဲဒီမှာ laptop စင်ရင်လေးကိုတစ်ချက်လေးနှိပ်ပြီးတော့မှရွေးပေးလိုက်ပြီဆိုတာနဲ့ကျွန်တော်စင်ရင်လေးကလည်းပဲဒီမှာ laptop စင်ရင်ကိုပဲရွေးထုတ်ပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါလေးကိုကို clear လုပ်ချင်တယ်ဆိုရင်ဒီမှာ product လေးမှာသွားပြီးတော့မှ clear filter လေးကိုတစ်ချက်လေးနှိပ်ပြီးလိုက်ရုံပါပဲဒါဆိုပြန်ပြီးတော့မှအားလုံးပြန်ပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါတော့ကျွန်တော်က slicer တစ်ခုချင်းဒီမှာလိုက်ပြီးတော့မှစစ်တာပေါ့နော်အဲ့လိုမျိုးပဲနဲ့ကွာ slicer ကိုနှစ်ခုသုံးခုအားလုံးကိုတစ်ပြိုင်တည်းတုံးချင်းနဲ့ဆိုလဲတုံးလို့ရပါတယ်ဥပမာအနေနဲ့ကျွန်တော်ဒီမှာလာတွေအများကြီးရှိတဲ့တဲ့ကနေပြီးတော့မှကွာဒီ February လဆင်းရင်မှရောင်းရတဲ့ဟာကိုသိချင်တယ်ပေါ့နော်ဒါဆိုရင်ကွာဒီမှာ month မှာကိုသိချင်တာ February လမလို့ဒီမှာ February လလေးကိုတစ်ချက်လေးနေပြီးတော့မှရွေးလိုက်ပါတယ်အဲ့တော့ဒီမှာ February လဆင်းရင်ကိုပဲတည်တံ့ပြပေးသွားပါပြီ ပြီးတာနဲ့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ကဖေဖော်ဝါရီလကုန်မှာဗာတိကျန်တာလဲဆိုတော့အကွာမြို့ပေါ့နော်မြို့ကိုကျွန်တော်ဒီမှာမြို့တွေအများကြီးရှိတယ်ဒီမြို့တွေအလုံးကိုကျွန်တော်မသိကြံဘူးကျွန်တော်သိကြံတာကကျွန်တော်မန္တလေးမြို့မှာရောင်းရတဲ့ဆင်ကိုသိကြံတယ်ပေါ့ဒါဆိုရင်ဖေဖော်ဝါရီလမှာရောင်းရတယ်ပြီးတော့မန္တလေးမြို့မှာရောင်းရတဲ့ဟာသိကြံတယ်အဲ့ခါမှကျွန်တော်ဒုတိယတစ်ဆင့်အနေနဲ့စီတီလေးမှာသွားလိုက်ပြီးတော့မှကိုသိကြံတာမန္တလေးမြို့ဖြစ်တဲ့အတွက်ဒီမှာမန္တလေးမှာကလေးတစ်ချက်လေးနှိပ်ပြီးတော့မှ slicer မှာရွေးပေးလိုက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ February လောက်ကိုမှမန္တလေးမြို့မှာရောင်းရတဲ့ဆင်တီတန်ကိုပဲ YouTube ပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ठाड़ो कसला जान्न कुतङको कोट पहिने रहेता हुना भन ဟုတ်ပြီပြီးသွားရင်ကွာဒီမှာမန္တလေးမြို့ဟုတ်ပြီရွေးလိုက်ပြီဒီကတော့ကျွန်တော်ကမန္တလေးမြို့တစ်မြို့တည်းမဟုတ်တော့ဘူးကွာထပ်ပြီးတော့မှမန္တလေးမြို့အပြင်ဒီပြင်းဦးနေမြို့မှာရောက်ရတဲ့စင်ကိုပါထပ်ပြီးတော့မှသိချင်တယ်ဆိုပါဆိုဒါနဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲပေါ့နော်ဒီကတော့ကွာဒီမှာပြင်းဦးနေကိုသိချင်တယ်ဆိုရင်ကွာဒီမှာပြင်းဦးနေကိုသွားပြီးတော့မှ click တစ်ချက်နေပြီးတော့ရွေးလိုက်တယ်ဆိုရင်ကြတော့ဒီမှာပြင်းဦးနေမြို့ကိုတော့ပြပေးတယ်ဒါပေမဲ့မန္တလေးစင်ကပျောက်သွားတယ်ပေါ့နော်အဲ့လိုမဖြစ်စေချင်ဘူးကျွန်တော်တို့ကကိုလိုချင်တဲ့လောက်မြို့တွေကိုအများကြီးကိုထပ်ပြီးတော့တစ်ခုထပ်ပို့ပြီး selection ပေးချင်တယ်ပေါ့နော်မန္တလေးမြို့လည်းသိချင်တယ်ပြင်းဦးနေမြို့လည်းသိချင်တယ်နှစ်မြို့ကိုသိချင်တယ်ဒါနဲ့ကွာတစ်ခုထပ်ပို့ပြီးတော့မှသိချင် င်နေဆိုရင်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ဒီမှာ CT ကိုသိချင်နေဆိုရင် CT ဆိုတဲ့ slicer လေးပေါ်မှာကလေးတစ်ချက်နှိပ်လိုက်လုပ်ငန်းခွင်အတွက်ကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့စနစ်တကျနဲ့ကျွမ်းကျန်စွာအသုံးပြုနိုင်ဖို့အတွက် Computer Basics Online Class တွေကိုတက်ရောက်နိုင်ပါတယ် Computer Basics Online Class လေးမှာတော့ Windows 10အသုံးပြုပုံလုပ်ငန်းတစ်ပယ်တိုင်းမှာအရန်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ Internet Email အသုံးပြုပုံတွေ Software Download and Install အသုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအသိပေးစွာနဲ့စနစ်တကျလေ့လာသင်ကြားရမှာဖြစ်ပါတယ်မူလသင်တန်းကြီး8800ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး၄000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ် အထူးတင်နန်းကြီးလေးကရဲကန်းတက်လေးတည်းရှိတာမို့တင်နန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါရခင်ဗျာတင်လဲပြီးပြီဆိုတာနဲ့ကျွန်တော်ဒီဘက်လီမှာဒီမှာအမန်ချက်ကလေးရှိတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ကမာတီဆက်လက်လို့ခေါ်တာဖြစ်ပါတယ်ဒါလေးကိုတစ်ချက်လေးနေပြလိုက်ပါဒါလေးကျွန်တော်အခွင့်အရေးလေးလင်းလိုက်ပြီဆိုရင်ရသွားပါပြီ။အဲကမှလောလောဆယ်မှာတော့ပြုံးလင်းမျိုးကိုကျွန်တော်တို့ကပြပေးတယ်။ပြုံးလင်းမျိုးအပြင်ကိုထပ်တည်ကြတာကမနယ်လီမျိုးဖြစ်တဲ့အတွက်မနယ်လီလေးကိုပါထပ်ပြီးတော့မှကလစ်တစ်ချက်လေးနှိပ်ပေးလိုက်ပါတယ်။ ဟန်ကျွန်တော်ဒီမှာမန္တလေးနဲ့ပြည်ဦးနဲ့နှမျိုးစတဲ့ selection ဖြစ်သွားပါပြီ။ကျွန်တော်ရဲ့ဒီမှာဒီဒီဘက်မှာသွားပြီးတော့ကြည့်လိုက်မယ်ဆိုရင်လည်းမန္တလေးနဲ့ပြည်ဦးနဲ့နှမျိုးစလုံးကိုတခါတည်းနဲ့ပြပေးတော့တာကိုတွေ့ရမှာဖြစ်ပါတယ်။ အလိုပဲကွာဒီမှာနှမျိုးတည်းမကဘူးပေါ့နော်ကိုအနေနဲ့ဒီအပေါ်မှာမာဒီဆလက်ကိုဖွင့်ထားလိုက်ပြီဆိုရင်လည်းကိုလိုချင်တယ်လို့မျိုးနှမျိုးတည်းမဟုတ်ပါဘူးတစ်မျိုးထပ်ပို့ပြီးတော့မှာပေါ့နော်တစ်ခုထပ်ပို့ပြီးတော့မှာအများကြီးထပ်ပြီးတော့မှာကျွန်တော်တို့တုံးလို့ရပါတယ်။ဥပမာကျွန်တော်တို့ကဒီမှာမန္တလေးရောပြည်ဝင်ရောပြီးတော့မထီလာကိုကတည်ချင်တယ်ဆိုပါဆိုဒါတင်ကွာဒီမှာမထီလာလေးမှာကလစ်တစ်ချက်လေးနေပြီးတော့မှာထပ်ပြီးတော့ရွေးပေးလိုက်ပါတယ်။ဒါတင်ကျွန်တော်စီရင်မှာလည်းပဲဒီမှာမထီလာပြောင်းလဲမန္တလေးဆိုပြီးတော့မှကိုဆက်လက်လှုပ်ထားတဲ့အတိုင်းပဲမြို့သုံးမြို့စလုံးကိုတခါတည်းနဲ့ပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါတော့တစ်ခုတည်းပို့ပြီးတော့မှ selection လုပ်ချင်တဲ့အခါမှာ table လေးက multi select လေးနဲ့ကျွန်တော်ကလုပ်ရတာဖြစ်ပါတယ်ဟုတ်ပြီဒါလေးကိုကျွန်တော်တို့ကပြန်ပြီးတော့မှလုပ်ချင်တယ်နောက်ထပ်တစ်ဆင့်နေနဲ့ထပ်ပြီးတော့တည်ချင်တာကကျတော့ကျွန်တော်ဒီမှာ February လဟုတ်ပြီ February လမှာရောင်းရတဲ့မန္တလေးမတီလာပြုံးလေးမြို့ကိုတည်ရပြီပြီးတော့ဒီမှာကွန်ပျူတာ ကွန်မြူစီမှာတင်ကျွန်တော်ကဒီကွန်မြူစီအားလုံးကိုမသိချင်ဘူးဒီတခါနေပြီးတော့မှကျွန်တော်က TV ရောင်းရတဲ့ဆင်းပဲသိချင်နေဆိုပါဆိုဒါနဲ့ကွာဒီမှာ product လေးမှာသွားပြီးတော့မှ TV ရောင်းရတာပဲသိချင်နေဆိုရင် TV လေးမှာကလေးတစ်ချက်လေးနေပြီးတော့မှရွေးပေးလိုက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာကိုရွေးချက်လိုက်တဲ့လမြို့ပြီးတော့မှဒီကိုရွေးချက်လိုက်တဲ့ product ကိုမူတည်ပြီးတော့မှသူစီရင်လေးပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါကိုပြန်ပြီးတော့မှဒီ clear ပြန်လုပ်ချင်တယ်ဆိုရင်ကျွန်တော်ဒီမှာ product လေးမှာလည်းပဲဒီမှာ clear filter လေးကိုတစ်ချက်လေးနေပြီးတော့ clear လုပ်လိုက်မယ်။ CD မှာလည်းပဲဒီမှာ clear ကိုနေပြီးတော့မှဖြုတ်လိုက်တယ်။ပြီးတော့ mat မှာလည်းပဲ clear filter လေးကိုနေပြီးတော့မှဖြုတ်လိုက်ပါတယ်။ဒီတိမစီတီလေးမှာကျွန်တော်ရွေးထားခဲ့တဲ့ multi select ကိုလည်းပြန်နေပြီးတော့မှပြန်ပြီးတော့မှထုတ်ပေးလိုက်မှာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ slicer လေးအားလုံးပြန်ပြုတ်သွားပြီးတော့မှခုနကမူလတိုင်းပဲစင်အားလုံးကိုပြန်ပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ်ဟုတ်ပြီပြီးရင်တော့ကျွန်တော်နောက်ဆုံးတစ်ခုအနေနဲ့ပါထပ်ပြီးတော့လုပ်မယ်ဆိုတော့ကျွန်တော်က slicer ကိုထည့်တက်သွားပြီး slicer ကိုလည်းစစ်တက်သွားပြီး slicer ကိုတစ်ခုထပ်ပို့ပြီးတော့မှကိုအနေနဲ့ဒီလိုမျိုး multi select လုပ်ချင်တဲ့ဆိုရင်လည်းဘယ်လိုလုပ်ရမလဲဆိုတာလည်းနားလည်သွားပြီးပေါ့နော်ပြီးတော့ clear filter လည်းလုပ်တက်သွားပါပြီဟုတ်ပြီနောက်ဆုံးတစ်ခုအနေနဲ့ကိုကဘာလုပ်ဖို့လိုရလဲဆိုတော့ကိုအနေနဲ့ slicer ကိုတုံးတက်သွားပြီးဆိုရင်မလိုအပ်လို့လုံအောင်အပြည့်ပြန်ဖြတ်ချင်တယ်ဆိုရင်ရော slicer ကိုဘယ်လိုမျိုးဖြတ်ရမလဲပေါ့နော်ဟုတ်ပြီ slicer ကိုအပြည့်ပြန်ဖြတ်ချင်တယ်ဆိုရင်ဥပမာကျွန်တော်ဒီ product ကိုဖြတ်ချင်တယ်ဆိုပါစို့လော်လော်လေးပါကိုဖြတ်ချင်တဲ့ slicer ပေါ်မှာဒီပေါ်လေးမှာ click တစ်ချက်လေးနှိပ်ပြီးတော့မှ selection ပေးလိုက်ပါ ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ကွန်ပျူတာကီးဘုံမှာ delete ဆိုတဲ့ခလုတ်လေးရှိပါတယ်။ဒါလေးကိုတစ်ချက်လေးနှိပ်ပြီးလိုက်ရုံပါပဲ။ကျွန်တော်ဒီမှာ delete တစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ကြည့်လိုက်ပါ။ကျွန်တော်ရဲ့ edit product ဆိုတဲ့ style စာလေးကတခါတည်းနဲ့ပြတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီခုသင်ခန်းစာလေးမှာကျွန်တော်တို့ essay မှာအရင်ကအသုံးဝင်တဲ့ style စာနဲ့ပတ်သက်ပြီးတော့မှအသေးသေးလေးလေ့လာခဲ့ရတာဖြစ်ပါတယ်။ဒီခုသင်ခန်းစာလေးကမစိုးရွားလုပ်ငန်းကုန်တွေကြိုရှင်းမလို့ယုံကြည်ပါတယ်။သင်ခန်းစာလေးကကြိုရှင်းတဲ့ဆိုရင် video လေးကို like လေးနဲ့ခက်ပြပါခင်ဗျာ။ comment လေးမှလည်းရေးခက်ပြပါ။ကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ခက်ပြပါခင်ဗျာ။ဒီသင်ခန်းစာလေးမှာနားမလဲ မရှင်းနိုင်ရှိမယ်ဆိုရင် comment လေးမှာရေးခဲ့ပေးပါကျွန်တော်ပြန်ပြီးတော့မှဖြည့်ချပေးသွားပါမယ်နောက်ထပ်သင်ကြားပေးသေးခြင်းနဲ့သင်ခန်းစာလေးတွေသိချင်တဲ့သင်ခန်းစာလေးတွေရှိမယ်ဆိုရင် comment လေးမှာရေးခဲ့ပေးပါကျွန်တော်ပြန်ပြီးတော့မှ video လေးတွေပြုလုပ်ပြီးတော့မှဖြည့်ချပေးသွားပါမယ်ဒါပြည့်စုံတဲ့နေ့ရက်လေးကိုမျှနေထပ်ပါမယ်ဆိုင်နေကြပါစေအားလုံးကိုစိတ်နှပြကြမှာချမ်းသာကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ